။တန်ယုတ်ထဲမှာဂတတုတ်ဆိုတာရှိတယ်။ဂတဆိုတာခါကြီးနဲ့တတ်တလင်းကြိတ်ပေါင်းပြီးတော့ရေးတဲ့ဂတတုတ်။ဂတဆိုတာအိုးလို့အဓိပ္ပာယ်ရ။အဲ့ဒီမှာမြတ်စွာဘုရားကတာဝတိမှာနေတယ်။ရှင်မောကလန်နဲ့ရှင်သာရိပုတ္တရာတို့ကရာဇဂုံမှာနေကြတယ်။အဲ့လိုနေရင်းကနေပြီးတော့ ဒီနေ့ကျတော့ရှင်မောကလန်ကဘာစိတ်ကူးရတော့လို့ဆိုတော့ညဆော့ဘုရားကသူမေးခွန်းနေမေးခြင်းမေးခွန်းနေမေးတာသူ့ကြောင်းကနေပြီးတော့ဘုရားကိုမေးခွန်းမေးခြင်းဘာလုပ်လဲလို့ဆိုတော့ဒေဝစကုဝင်စားလိုက်တယ်ဘုရားဘယ်မှာရှိလဲလှမ်းကြည့်တယ်ကြည့်ပြီးတဲ့အခါမှာဒေဝသောတာလို့ဆိုတဲ့နာကိုဖွင့်ထားလိုက် အော်ဒိဗ္ဗစကုနဲ့ဒိဗ္ဗသောတာအဘိညာဉ်နှစ်ခုဝင်စားလိုက်ဝင်စားပြီးတော့မြတ်စွာဘုရားစီသူတရင်ပို့လိုက်တဲ့ပေါ့မြတ်စွာဘုရားကလည်းမောကလံပါရီလုတ်တယ်ဆိုတာကိုသိပြီးတော့ဘုရားကလည်းဒိဗ္ဗစကုနဲ့ဒိဗ္ဗသောတာဝင်စားတယ်ရှင်မောကလံကရာဇဂုပြေကနေပြီးတော့မြတ်စွာဘုရားကိုလှမ်းမေးတယ်မိကုန်းနေ လှမ်းပြီးတော့မေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကအဝဋ္ဌိပြေကပဲလှမ်းဖြေလိုက်တယ်။နော်ခုခေတ်တယ်လီဖုန်းနဲ့စကားပြောနေတယ်လို့ပဲ။ဒိဗ္ဗစကုပါလာသည်အတွက်ကြောင့်တယ်လီဖုန်းတောင်မှရိုးရိုးတယ်လီဖုန်းမဟုတ်ဘူး။ရုပ်မြင်သံကြားတယ်လီဖုန်းရှမောက်ကလန်ရဲ့ပုံသဏ္ဍာန်လည်းပဲပေါ်လာတယ်အတန်လည်းကြားရတယ်။မြတ်စွာဘုရားရဲ့ပုံသဏ္ဍာန်လည်းပေါ်လာတယ်အတန်လည်းကြားရတယ်။ အဘိညာဉ်စွမ်းအားတွေရှင်မောက္ကလံကမေးခွန်းပေးလိုက်ရသော်ဘုရားကဖြေလိုက်နဲ့အဲ့ဒီလိုနေရင်ကနေဒီညနေပိုင်းရောက်တဲ့အခါကျတော့ရှင်မောက္ကလံဟာမြတ်စွာဘုရားရဲ့တရားကိုဒိဗ္ဗတောတန်နဲ့နာရတဲ့အခါမှာသိပြီးစိတ်တွေကဂျင်နတ်ဂျင်နတ်တော့သူ့မျက်နှာဟာခါတိုင်းနဲ့ပြုံးနေညနေပိုင်းကျတော့ရှင်သာရိပုတ္တရာနဲ့ဆုံရတယ် ဆုံးတော့ရှင်သာရိပုတ္တရာအကဲခတ်တယ်။ဘာရှင်နဲ့ဘာရှင်ရဲ့မျက်နှာဟာဒီကနေ့ပိုပြီးတော့ကြီးနေတယ်။ဒီကနေ့ပိုပြီးတော့ကြီးလင်းနေတယ်။အင်းကြီးတွေဟာပိုပြီးတော့တန့်ပြန့်နေတယ်။ဒီကနေ့ဘာတရားဓုတရားမြတ်တွေပြားဘယ်လိုတမာပတ်တွေဝင်စားပြီးတော့ဘာတွေများ ရှုမှတ်လို့အခုလိုရုပ်ဆင်းနေပိုကြည်လင်တာလဲလို့မေးလိုက်တော့ရှင်မောကလာအဖြေတယ်တခြားမဟုတ်ပါဘူးတဲ့တပည့်တော်မြတ်စွာဘုရားကို မေးခွန်းနဲ့မေးတာသိကျင်တဲ့မေးခွန်းနဲ့မေးတော့မြတ်စွာဘုရားကဖြေတယ်အဲ့ဒါတွေကိုကြားနာရပြီးတော့တပည့်တော်ပီတိဖြစ်လို့ပါလို့ဖြစ်ဆိုတော့ရှင်သာရိပုတ္တရာမေးနေပါဦးမြတ်စွာဘုရားကတာဝတိပြည်မှာနေတာကိုတော်ကဒီမှာနေတာ ဘယ်လိုလုပ်မေးခွန်းတွေမေးပြီးတော့ဘယ်လိုလုပ်အဲ့ဒီမေးခွန်းတွေကိုနားထောင်ရတာတော့ဆိုသူကပြောပြတယ်တပိတော့ကျောင်းထဲကနေပြီးတော့ဒိဗ္ဗစကုနဲ့ဒိဗ္ဗသောတတပိညာနှစ်ခုဖွင့်ပြီးတော့မြတ်စွာဘုရားစီပို့လွှတ်လိုက်ရသော်ဗျာကလည်းဒိဗ္ဗစကုဒိဗ္ဗသောတအဘိညာဉ်နှမျိုးဝင်စားပြီးတော့တပိတော့မေးသမျှတွေကိုဖြေတယ်တဲ့ဒီလိုဆက်သွယ်ခဲ့တာဟောတာတယ်လီဗီရှင်းတို့ရဲ့ရှေ့ပြေးတွေပဲ ထူးထူးဆန်းဆန်းအဲ့ဒီတုတ်တုတ်ဟာတန်ရုံထဲမှာပါရှိတယ်ကတတုတ်ဆိုတာအဲ့ဒါလို့ရှင်မောကလန်ကပြောပြလိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာမထေရကအလွန်အံ့ဩပြီးတော့ပညာရှိဆိုတာတော်ရင်တော်တယ်လို့ချီးမွမ်းတတ်တယ်အမြဲတမ်းပဲအဲ့တော့ဘယ်လိုပြောတော့ဆိုတော့ရှင်မောကလန်တို့များတကိုးကြည့်လိုက်တာခြေစမ်းယူစနာပေါင်းများစွာဝေးလံတဲ့မြတ်စွာဘုရားနဲ့ မိကုန်နေမေးလို့တရားနာနိုင်အောင်သူစွန့်ဆောင်နိုင်ပါပေတယ်ရှင်မောက္ကလမြတ်တကိုးကြည့်လိုက်တာနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကပြောရင်းကနေဘလို့ဥပမာပေးတော့ဆိုရှင်မောက္ကလတို့ပြတကိုးရံမှာဆိုတော့တကယ်ကိုကြီးမားတဲ့တောင်တကြီးလိုပါပဲတဲ့တပည့်တော်တို့တော့ရှင်မောက္ကလနဲ့ကြီးလိုက်မယ်ဆိုရင်တောင်တကြီးအနီးနားမှာချထားတဲ့ကြောက်တုံးကလေးတုံးစာလောက်ပဲရှိပါတယ်လို့ပြောတယ်တကိုးနဲ့ တကုတ်ရှင်တွေကိုရှင်သာရိပုတ္တရာကတောင်းတဲ့နှိုင်းရှင်လဲဆိုတာလောကလူတွေကတကုတ်ပြတ်တတ်တဲ့ပုံကိုတကုတ်ရှင်ကိုလူကသိတာကိုဒါကြောင့်မို့တောင်းကြီးနဲ့နှိုင်းရှင်လိုက်တောင်းကြီးဆိုတာအရက်လေးမျက်နှာကမြင်ရတယ်လေအမတန်မြင့်တဲ့တောင်းကြီးဆိုတာအရက်လေးမျက်နှာမြင်ရတယ်တကုတ်ရှင်တွေဆိုတာလည်းပဲအားလုံးကသိကြထင်ပေါ်ကျော်ကြားတယ်ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာပြောလိုက်တာရှင်မောကလဟာတကယ် မြင့်မားတဲ့တောင်တော်ကြီးပါတဲ့တပည့်တော်တို့တော့အဲ့ဒီတောင်ဘေးနားလေးမှာကတ်ချထားတဲ့ကြောက်တုံးကလေးလောက်ပါပဲနဲ့ပြောတော့ရှင်မောကလန်ကဗာပြန်ပြောတော့ဆိုတပည့်တော်များဟာတဲ့ရှင်သာရိပုတ္တရာရဲ့အဆင့်ကိုမမီပါဘူးတဲ့ရှင်သာရိပုတ္တရာကတကယ်ဆာအိုတဲ့ကဆားတွေပါတဲ့တပည့်တော်တို့ကအဲ့ဒီဆာအိုတဲ့ကဆားကလေးဆားပွင့်လေးတပွင့်လောက်ပါတဲ့ ။ဟောဒီဥပမာနိုင်ခိုင်းတာကိုကြည့်။ပညာရှိကြတော့ဆားနဲ့နိုင်တယ်။နော်တကိုးရှင်တွေကြတော့ကြောက်တောင်ကြီးနဲ့နိုင်ရှင်။တကိုးရှင်ဆိုတာလူတိများတာဖြစ်လို့ထင်ပေါ်ကျော်ကြားတာဖြစ်သောကြောင့်တောင်နဲ့နှိုင်းရှင်တယ်။ရှင်မောကလန်ကရှင်သာရိပုတ္တရာကိုသာအိုးကြီးလို့ပြောလိုက်တာ။သာအိုးကြီးတဲ့။သာအိုးဆိုတာမိဘကြောင့်တည်းမှနေတာဘယ်သူမှမသိဘူး။သို့တော့ ဘယ်ဟင်းချက်ချက်စားမပါတာရှိရလားစားမပါဘူးဆိုလို့ရှိရင် ပေါက်ပြက်ပြက်တွေဖြစ်တယ်ဘယ်ရာမှာပဲဖြစ်ဖြစ်စားကလေးကတော့နည်းနည်းထည့်ရတာကြီးပဲဆိုလိုတာကပညာရှိဆိုတာလူမသိဘူးတဲ့သို့တော်လည်းပဲစားဟာဟင်းလေရအာလုံးထဲမှာစိတ်ပြီးတော့ဝင်နေတယ်လို့ပဲစားမပါတဲ့ဟင်းนี่ပေါက်ပြက်ပြက်ဖြစ်တယ်လို့ပဲပညာရှိမပါလို့ရှိရင်လည်းအာလုံးဟာပေါက်ပြက်ပြက်ဖြစ်တယ်ဆိုတဲ့ ဟိုပညာရှိကိုစားနဲ့နိုင်တယ်အဲ့ဒီတုတ်တာပညာရှိကိုစားနဲ့နိုင်ရှင်သာရိပုတ္တရာစားအိုးကြီးပါတဲ့သူကအဲ့စားအိုးတဲကစားပွင့်လေးတစ်ပွင့်လောက်ပါလို့တပားနဲ့တပားအဲ့ဒါလို့ခုံတင်ပြီးတော့ပြောကြကြတယ်အဲ့တော့လူလိမ္မာပညာရှိဆိုတဲ့အတိပ္ပယ်ဟာလူလောကမှာ ထင်ပေါ်ခြင်းမထင်ပေါ်မယ်ဒါပေမဲ့လို့သူမပါလို့ရှိရင်အရာခသိန်းပေါ့ပြစ အယယမပညာဟာအမတမတန်ဖိုးရှိတယ်ဆိုတာကိုပြောပြတောင်ကြီးလိုထင်ပေါ်ကျော်ကြားတာတွေကရှိကောင်းရှိနိုင်တယ်သို့သောပညာရှိဆိုတာစီကြီးဟာ တီးမှမြည်တယ်ဆိုတာလိုပဲပညာရှိဆိုတာဟာမိကွန်းနေနဲ့မေးမြန်းပြီးတော့မှ ထိုပုဂ္ဂိုလ်ရဲ့ပညာရှိမရှိကိုသိနိုင်တယ်တဲ့ဒါမို့လို့မြတ်စွာဘုရားကတုတ်တန်တစ်ခုထဲမှာ ဟောထားတာ တာကိဆာယပညာဝေဒိတပါတဲ့တာကိဆာယဆွေးနွေးမေးမြန်းခြင်းဖြစ်လာရင်ပညာလူတယောက်ရဲ့အရည်ချင်းအသိပညာကို ဝေဒိတပါ သိနိုင်တယ်လို့တို့လို့ပြောတာဒီတိုင်းနေရင်တော့မသိရဘူးသူကဒီတိုင်းနေရင်မသိရအောင်အဲ့တော့ပညာရှိရဲ့အဓိပ္ပာယ်ဆိုပညာဆိုတာမုတ်လျိုးနေပြီမဲ့လို့အလွန်အစွမ်းထက်တယ်အလွန်အစွမ်းထက်တယ် ဒါမို့နံပါတ်1နေရာမှာထားရ။ရသော်ဘုရားကတကူးရှင်ကိုနံပါတ်1နေရာမှာထားတယ်။ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်။အမျိုးသမီးတွေကလည်းပညာရှင်က ခေမာဘိက္ခုနီတကူးရှင်ကဩပလဝဏထေရီမှာအဲ့တော့ပညာကိုလက်ရဘက်ကထားပြီးတော့တကူးရှင်ကိုလက်ဝဲဘက်ကထားတယ်။ဘာဖြစ်လို့ပညာဟာအမတန်မှတန်ဖိုးမြင့်မြတ်လို့ပဲ။